ဒါပြောတော့ချက်စရာကြီးနော်ကြိုးပြောတာကျွန်တော်တို့တတိရှိရင်လွတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်တတိမရှိရင်ဝင်မပြိုင်နဲ့ဟာရီယီဒီနိုင်ငံမှာနိုင်ငံရေးလုပ်ရဲလဲလုံးပေါင်ကြအဲကိုကိုကြီးတို့ရှိပါကိုကိုဦးတဲ့အဆုံးဖြတ်ခင်ဗျားတို့ငါကိုငါလွတ်တော်ကိုယ်စားလှယ်လုံးမယ်တကယ်တတိရှိတာလက်ရုံးနှလုံးရင်တကယ်ပြည့်လားတကယ်ပြည့်ရင်တကယ်ဝင် ျွန်တော်တို့မစပိတ်နေနေလေးမပြောရဲနေလေးမလုံရဲမကန်ရဲဖြစ်နေလေးနိုင်ငံကြီးပြောက်ပါအဲ့လိုမှမဟုတ်ဘဲနဲ့ပြိုင်မှာဥမာဖြစ်ဇီးကောင်းမှပြိုင်မယ်သူကနေတာကဘကိုးမှနေမယ်နေပြီးတော့မှနေမယ်ဆိုရင်မရှက်ဘူးလားရှက်စရာအင်းတော့ရှက်စရာကြီးလူရုကိုစလေဖြစ်ဖို့လိုတယ်ဟိုပြောင်ပြောင်ကြီးခရုံးကြီးနဲ့အဲ့တော့စစ်တဲ့လော်ဘီတွေကလည်းနိုင်ငံကြီးနားမလဲနားမလဲတဲ့ကကြတော့သူတို့နဲ့အထက်တဲ့ဖြစ်ချင်ဖြစ်တသားတဲ့ဖြစ်ချင်ဖြစ်မဖြစ်ရင်သူကကြားမထားဘူးအကုန်လုံး ဘာမှမနေမလားကုလိုမမနေမလားဆိုပြီးတော့တခါတည်းတို့ဖို့တို့ဖို့တော့တကယ်နိုင်ငံကိုမှန်မှန်ကန်ကန်နဲ့ပြုပြောင်းလဲနေတဲ့အများစုတွေကဘာမှမပေါ်ရဲဘူးပြည်သူတွေကကျမတို့ကိုမဲနဲ့မဲနဲ့ကျမတို့ကိုထောက်ခံလိုက်တယ်ဆိုရင်တော့ကျမတို့အစိုးရဖြစ်သွားနိုင်ပါဒီသူလူတို့ပေါ်ပဲမူတည်ပါတယ်ရှင့်ဟာလေဥလေးကြီးတဲ့ငါဥလေးကြီးကလာမဲ့ယူကဝဲမှာလာမဲ့လာမဲ့ဒီယူကဝဲမှာလွတ်တော်ကိုယ်စီအဖြစ်ဝင်ရွေးခတ်မယ်ဆိုဟုတ်တယ်နိုင်ငံရေးအတွက်ကြုံပြောပါဆိုဟာလေ တရုတ်နိုင်ငံကိုအလဲပတ်ရောက်မှုတယ်ဟာတွပြည်ကွန်မြူနတီပါတီရဲ့ဖိတ်တာကုမမဟုတ်ဘူးလေဟိုဧပြီလ20နဲ့29ရက်နေ့နေရာတော့တချိန်ဖိတ်တယ်အဲ့ဒါသူအကြောင်းကြောင်းကြောင်းရွှေ့သွားပြီးတော့အခုဂျွန်လ6ရက်နေ့ကျမှအဲ့ဒီအရင်ဖွဲ့ဟုတ်ပဲဒါပြန်ဖိတ်တာပေါ့အဲ့လိုနေဖြစ်နေလိမ့်မယ်တရုတ်နိုင်ငံကိုအလဲပတ်ရောက်မှုတယ်ဗောဗျာအဲ့လောက်နေကျွန်တော်လမ်းမဆုံးပါနဲ့ အလောက်တည်းလမ်းမဆုံးကြပါနဲ့စစ်တပ်ရဲ့နှစ်ကြိမ်တိုင်တိုင်အဖမ်းခံခဲ့ရပြီးနောက်စစ်လော်ဘီကျွန်းစိုးဦးဟာစစ်တပ်ကိုဝေဖန်ထောက်ပြဓာရီမလုပ်ရဲတော့ပါအဲ့ဒီနောက်သူ့မိတ်ဆွေရင်းဖြစ်သူစစ်လော်ဘီဇော်ဘုံဟင်းကိုစစ်တပ်က ဝင်ဆွဲသွားချိန်မှာတော့အတန်တော်မထွက်ရဲအောင် ဖြစ်သွားခဲ့ပါတယ်ကြီးသူကိုခေါင်းကုန်းခံငယ်သူကိုအနိုင်ကျင့်ဆိုတဲ့စစ်တပ်နဲ့စစ်အတိုင်းဝိုင်းရဲ့ညင်အတိုင်းလက်နက်ရှိတဲ့စစ်တပ်ကိုမဝေဖန်ရဲတော့တဲ့စာကလေးကောင်းတဲ့ကျွန်းစိုးဦးဟာ ခုတော့နိုင်ငံရေးသမားတွေဘက်ကိုလှည့်လာပါပြီ။ဘရင်ယူမင်းအောင်လှန်ရဲ့အတုယောင်ရွေးကောက်ပွဲကိုဝင်ပြိုင်မဲ့နိုင်ငံရေးဇက်ပြက်တွေကိုကျွန်းစိုးဦးတယောက်ဘလိုတွေအော်ဟစ်လက်ရှာရိုက်ထားတယ်လဲဆိုတာကိုကြည့်ရအောင်ပါ။နာဆာကဥက္ကဋ္ဌကြီးကလာမယ့်ဒီ2025ခုနှစ်ဒီဇင်ဘာလမှာမြန်မာနိုင်ငံမှာကျွန်တော်ရွေးကောက်ပွဲလုပ်မယ်။ရွေးကောက်ပွဲလုပ်တဲ့အခါမှာအဲအချို့သောနိုင်ငံအချို့သောနိုင်ငံရဲ့ပါတီတွေကလည်းသူတို့အနေနဲ့အာကျွန်တော်တို့ဒီပြိုင်မှုတွေလွတ်တော်ကိုယ်စားလောင်းတွေပြိုင်မှုတွေအဆင်သင့်ဖြစ်နေပြီလို့ပြောတယ်။ဒီညမှာကျွန်တော်တို့က ဒီပါတီရဲ့ကိုယ်စားလှယ်လောင်းတဲ့ဆိုင်နိုင်ငံရေးပါတီရဲ့အနေနဲ့လည်းဒီလွှတ်တော်ကိုယ်စားလှယ်ကိုကျွန်တော်တို့ရွေးတဲ့အခါမှာဒီပါတီရဲ့ကိုယ်စားကိုယ်စားလှယ်လောင်းဖြစ်မလေးကျင်မဲနဲ့လူလူရဲ့ကိုယ်စားလှယ်လောင်းနေဖြစ်ဖို့အတွက်လေးကျင်ဖို့လိုတယ်။ Oh my god ။နိုင်ငံရေးပါတီလိုက်ကြည့်လိုက်။နိုင်ငံရေးပါတီလိုက်ကြည့်လိုက်။ခင်ဗျအဲ့မြန်မာနိုင်ငံမှာလက်ရှိဒီတရားဝင်မှတ်ပုံတင်ထားတဲ့တနိုင်ငံလုံးကိုပြိုင်မဲ့နိုင်ငံရေးပါတီတွေများစွာရှိတယ်။ပြည်တိုင်းဆိုင်ပြည်နယ်လိုက်ပြိုင်မဲ့နိုင်ငံရေးပါတီတွေရှိတယ်။အဲ့လိုနိုင်ငံရေးပါတီဒီမှာကျွန်တော်တို့နိုင်ငံရေးပါတီဥက္ကဋ္ဌတွေကမကြကနာထုတ်ဖို့ပြောတာတွေ့ရတယ်။အဲ့ဒါက ကျွန်တော်တို့ပါတီကလာမယ့်ဒီရွေးကောက်ပွဲမှာပြိုင်ဖို့အစဉ်သိဖြစ်နေပြီသူတို့ရဲ့အဲဒီပါတီရဲ့ကိုယ်စားလှယ်တွေလည်းအစဉ်သိဖြစ်နေပေါ့အဲ့တော့ကျွန်တော်စဉ်းစားပါတယ်သူတို့ရဲ့ပြောဆိုမှုကိုဒီနိုင်ငံရေးလုပ်တယ်ဆိုတာကပါတီရဲ့ကိုယ်စားလှယ်ဖြစ်အောင်လုပ်တာလားလူထုရဲ့ကိုယ်စားလှယ်ဖြစ်အောင်လုပ်တာလားအဲ့တော့သူတို့ကဒီပါတီရဲ့ကိုယ်စားလှယ်အစစ်မှန်ရက်နေတယ်ရက်နေတယ်နိုင်ငံရေးသမားဆိုတာကျွန်တော်တို့လူထုရဲ့ကိုယ်စားလှယ်ဖြစ်ဖို့လိုတယ်အဲ့ဒီလိုမျိုးတွေနိုင်ငံပါတီတွေကမွေးထုတ်ဖို့လိုတယ်အဲ့တော့ ဲ့တော့နိုင်ငံပါတီတွေကတော့ခင်ဗျား2021ကနေပြီးတော့ဒီ2024 2020 2025လောက်ထိတော်တော်လေးကိုကျွန်တော်အတန်ပြောက်ခဲ့တယ်ဗောဗျာအတန်ပြောက်ခဲ့တယ်ဗောအခုမှလာခင်ဗျားတက်တော့မှအမဲပါတီတချင်းနေပြန်တင်နေကြတာဒါတော့သူတို့ရုပ်တွေမတင်ရသေးဘူးအဲ့လိုကြီးရှိတယ်ဗျာတကယ်တကယ်တတိရှိမှလို့ကြပါကျွန်တော်တော့ရှင်းပါတယ်လာမယ်လာမယ်ဒီလာမယ်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်းနိုင်မယ်နိုင်ငံပါတီတွေရဲ့ပါတီဝင်ပါတီကိုယ်စားလှယ်တွေအနေနဲ့တကယ်တက်သည့်ရှိလားတကယ်တက်သည့်ရှိမှရွေးကောက်ပွဲဝင် အအချို့သောနေရာတွေမှာလာလိမ့်မယ်အာဥပမာအဖြစ်ဗျာကျွန်တော်တို့ဇီကုန်းလိုနေရာမျိုးမှာပြိုင်မယ်ပေါ့ဥပမာအဖြစ် तू ကမသွားရဘူးနေမယ်စင်းတော့အဲ့ဒီကိုရောက်တယ် तू ကအလားဘကိုးမျိုးဘဝနေလိုက်ထိုင်ပြီးတော့ကျွန်တော်အဲ့မှာကိုယ်စလေလောင်းပြေဆိုဒါမျိုးဆိုဒါမျိုးတော့ရှက်စရာကြီးနော်ကြိုးပြောတာလားကျွန်တော်တို့တတိရှိရင်လွတ်တော်ကိုယ်စလေအဖြစ်ဝင်ပြိုင်တတိမရှိရင်ဝင်မပြိုင်နဲ့ဟာလေကြီးဒီနိုင်ငံမှာနိုင်ငံကြီးလို့ရဲလဲလို့ဖောင်ပြအဲကိုကိုကြီးလို့ရှိပါကိုကိုဦးတဲ့အဆုံးဖြတ်ခင်ဗျားတို့ငါကိုငါလွတ်တော်ကိုယ်စားလုပ်မယ်တကယ်တတိရှိလား လက်ရုံးနှလုံးတကယ်ပြည့်လားတကယ်ပြည့်တကယ်ဝင်ကျွန်တော်တို့မစပိတ်နေလေလေမပြောရဲလေလေမလုံရဲမကန်ရဲဖြစ်နေလေနိုင်ငံကြီးပြောက်အဲ့လိုမှမဟုတ်ပဲနဲ့ပြိုင်မှာဥမာဖြစ်ဇီကုံးမှာပြိုင်မယ်။ तू ကနေတာကဘကူးမှာနေမယ်နေပြီးတော့မှနေမယ်ဆိုရင်မချက်ဘူးလား။ချက်စရာကြီးနော်။ချက်စရာကြီးလူရုကိုယ်စလဲဖြစ်ဖို့လိုတယ်။ဟုတ်ပြောင်ပြောင်ကြီးခရုံးကြီးနဲ့အဲ့တော့စစ်တဲ့လော်ဘီတွေကလည်းနိုင်ငံကြီးနားမလဲ။နားမလဲလဲပါကြတော့သူတို့နဲ့တစ်ချက်တည်းဖြစ်ချင်ဖြစ် တသားလေးဖြစ်ခြင်းပြည့်မဖြစ်ရင်သူကကြားမထားဘူးအကုန်လုံးဘာမှမနေမလားကုလိုမမနေမလားဆိုပြီးတော့တခါလေတိုးဖို့တိုးဖို့တော့တကယ်နိုင်ငံကိုမှန်မှန်ကန်ကန်နဲ့ပြည့်ပြည့်ကြောင်းလဲခြင်းနဲ့အများစုတွေကဘာမှမပေါ်ရဲဘူးကြည့်အဲ့တော့ဒီလိုမျိုးဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကတော့ဒီအာသက်တရောကျွန်တော်တို့ရွေးကောက်ပွဲတွေဖြစ်ဖို့အတွက်တကယ်ကိုအားကျိုးမှန်တဲ့ကိုလှုပ်နေတယ်လက်ရှိလည်းနေမအားညာမအားကိုလှုပ်နေတယ်လက်ရှိလည်းလှုပ်နေတာပဲ လုံနေတာပဲအဲ့တော့ဒီလာမဲဒီရွေးကောက်ပွဲနဲ့ပတ်သက်ရင်ဒါကျတရုတ်နိုင်ငံကလည်းထောက်ခံမယ်ထောက်ခံတယ်ပြီးအိန္ဒိယအပါအဝင်အခြားသောနိုင်ငံတွေကလည်းထောက်ခံမှာအဲ့ဒီရဲ့ကျွန်တော်တို့ဒါဒီလေးလာရေးအဖွဲ့တွေလည်းလာလိမ့်မယ်လာဖို့အတွက်လည်းကျွန်တော်တို့ခင်းကျင်းထားတာသိရတယ်စိတ်ဝင်စားဖို့ကောင်းတယ်ထုံနီးတူပါပဲကျွန်တော်တို့ဒီနိုင်ငံပါတီတွေလည်းကို့မှာအားရှိတဲ့လောက်ရုံးကြပါဘာလုံးနေလဲဆိုတော့ခင်ဗျဘာလုံးမှောက်မသိဘူးပြည်သူတွေကကျမတို့မဲနဲ့မဲနဲ့ကျမတို့ထောက်ခံလိုက်တယ်ဆိုရင်တော့ကျမတို့အစိုးရဖြစ်သွားနိုင်ပါ အပြည်သူလူထုပေါ်ပဲမူတည်ပါတယ်ရှင်ဘာလို့မှမသိဘူးအလွတ်တော်ကိုယ်စားလုံးမဲ့လူလည်းဘာလို့လဲဘာလို့မှမသိဘူးဘာမှရှိနေမှမသိဘူးကျွန်တော်သိတာတော့နေပြည်တော်မှာရှိနေတာကိုကျွန်တော်သိတယ်သူတို့သူတို့ဥမာပြကျွန်တော်တို့ဒီဒီပြိုင်မဲ့ကိုယ်စားလေတွေပေါ့သူတို့ကတော့ပြိုင်ပြိုင်မဲ့တဲ့ဘယ်ကနေပြိုင်နေပြည်တော်ကနေဝင်ပြိုင်မှာနေပြည်တော်ကနေပြိုင်မှာနေပြည်တော်ကနေဘယ်လိုပြိုင်မလဲဆိုနေပြည်တော်ကမှနေပြီးတော့အခြားမှာမှနေမဲဆင်းပေးပြီးတော့သူတို့ပြိုင်မလားမသိဘူးလက်ရှိတော့နေပြည်တော်မှာပဲရှိသေးတယ်ရှိသေးတယ်ကျွန်တော်တို့ကတော့ဗျာတိုင်းပြည်အတွက်ကျွန်တော်ပြောစရာရှိတာပြောရမှာပဲပြောရမှာကျွန်တော်တို့လိုချင်တာက လိုချင်တာကကျွန်တော်တို့ဒီလူထုရဲ့လူထုကိုယ်စားလှယ်လိုချင်တာဗျလူထုကိုယ်စားလှယ်လိုချင်တာဒီပါတီကိုယ်စားလှယ်တွေမဟုတ်ဘူးဥမာအပြင်ကျွန်တော်တို့ခုနကကာတုံလေးတွေ့လိုက်ပါလေအားလေဥလေးကြီးတဲ့ဥလေးကြီးကလာမဲ့ယူကပွဲမှာလာမဲ့လာမဲ့ဒီယူကပွဲမှာလွတ်တော်ကိုယ်စားလှယ်ဖြစ်ဝင်ရွေးခတ်မယ်ဆိုဟုတ်တယ်နိုင်ငံရေးအတွက်ကြုံပြောပါဆိုအားလေတရုတ်နိုင်ငံကိုအလဲပတ်ရောက်ဘူးတဲ့အားတွပြည်ကွန်မြူနတီပါတီရဲ့ဖိတ်တာကုမမဟုတ်ဘူးလေဟိုဧပြီလ20နဲ့29ရက်နေ့ကတော့တချိန်ဖိတ်တယ်အဲ့ဒါသူအကြောင်းအကျောင်းကိုရှေ့သွားပြီးတော့အခုဂျွန်လ6ရက်နေ့ကြမှာအဲ့ဒီအရင်ဖွဲ့ဘယ် ဒါပြောင်းဖိတ်တာပေါ့အဲ့လိုတွေဖြစ်နေလိမ့်မယ်တရုတ်နိုင်ငံကိုအလဲဘက်ရောက်ဖူးတယ်ပေါ့ဗျာအဲ့လောက်နေကျွန်တော်လမ်းမဆုံးပါနဲ့အဲ့လောက်တင်လမ်းမဆုံးကြပါနဲ့